ို့စီမှာဒါည၈ခွဲကံပါဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံအချိန်ဆိုရင်ဒါ၂နာရီခွဲပဲ၂နာရီခွဲပွဲပေါ့နော် United နဲ့ Newcastle အဲ့တော့ဒီမှာ United ပြိတက်တွေဆိုလဲဟိုညနေပွဲကြီးတွေကိုပဲတွားကြည့်လို့ရမယ်ဆိုတော့ပုံစံမျိုးဖြစ်တယ်လို့ Newcastle ပြိတက်တွေဆိုပို့ပြီးတော့သွားထွက်နေကြတယ်သူတို့ဒါ Newcastle ကနေ United ကိုရောက်ဖို့ဆိုရင်မိုင်ပေါင်း100မိုင်150လောက်ကျော်တယ်ယထားနဲ့သွားမယ်ဆိုတာပြင်းပြားအချိန်ဒါ3နာရီ3နာရီခွဲလောက်ကြာတဲ့အတွက်ဒီခီးချေယူတော့တို့ဒီဘောက်စင်းလေးနေမှာတော့သွားမနေတော့ဘူးဆိုပြီးတော့ ဟိုဒေါသတန်လေးကြီးလေကြားတယ်စကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီဇန်ကတော့ wine spec ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေတဲကဘလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းရဲတွေထူးခြားတဲ့ဒါဈေးကွက်အစုံနေတဲ့သူရင်ခုန်ခြင်းတော့ wine spec ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ one soccer hawk promo code နဲ့အတူဒါအကောင့်ဖွင့်ကစားနိုင်ပါလေပထမဆုံးတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာဝေကိုဒါဆုလက်ဆောင်ရယူနိုင်တဲ့ဆုလက်ချောင်းကိုတင်ကောင်းပါခြင်းပါတယ်။တခြားအာဂဇာနီတွေနဲ့ဒူအခါအာလီယောဆိုတာအထူးပရိုမိုးရှင်းအစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ခြင်းပါတယ်။ပရိုမိုကုတ်ကတော့ဗီဒီယိုရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။စကားဟုတ်ပြည့်တများအလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့မှာတော့ကျွန်တော်တို့ညီကို၂ယောက်ကလာမယ့်ဒါ boxing day ပွဲစဉ်တွေနဲ့ပတ်သက်တဲ့အမြင်လေးတွေကိုဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ဒီ season မှာတော့ကျွန်တော်နဲ့အတူကောင်းသိက်ကပါဝင်ပြီးတော့ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မင်္ဂလာပါညီလေးမင်္ဂလာပါကိုစိုးကြီးကဲလာမဲ့ဘောက်စင်ဒေးကဒါပွဲစဉ်စရာရေးဆွဲမှုတွေအရပုံမှန်မြင်တွေ့နေကြ ပုံစံတွေနဲ့မတူတော့ဘူးပေါ့နော်ပွဲစဉ်စရာရေးဆွဲမှုမှာလည်းတော်တော်လေးအတန်တွေထွက်နေတယ်ပြည်သက်တွေကြားမှာလည်းဒီပေါ်မှာအမြင်အမျိုးမျိုးကွဲလွဲနေပြီးတော့ထူးထူးခြားခြားပဲဘောက်စင်ဒေးကအကိုတို့ဒီဘောလုံးနဲ့ပတ်သက်တဲ့သူတွေအတွက်တော့ဒါဘောလုံးပွဲတော်ကြီးလို့သတ်မှတ်ထားတဲ့နေ့ပေါ့နော်ဒီမှာဆိုရင်တော့ဒါအမြဲတမ်းလည်းညနေပိုင်းကနေစပြီးတောက်လျှောက်မနက်ထီကိုစက်တိုက်ပွဲတွေကိုတပွဲပြီးတပွဲဆင့်ကန်ပြီးအဲ့ဒီနေ့မှာဆိုပွဲ9ပွဲ10ပွဲလောက် ပုံမှန်ဆိုကန်နေကြဒါပေမဲ့ဒီနှစ်မှာတော့သူတို့ရဲ့ပွဲစဉ်စရာရည်ဆွဲမှုရပေါ့စစ်တေးမှာတပွဲပဲကစားတော့မယ်အဲ့ဒီပွဲစဉ်က United နဲ့ Newcastle ပေါ့နော်အဲ့တော့ဒီပွဲစဉ်စရာရည်ဆွဲမှုနဲ့ပတ်သက်ပြီးတော့ညီလေးရဲ့အမြင်လေးပေါ့ပေါ့စစ်တေးရဲ့အစဉ်လာတွေဒီနည်းနည်းပြောင်းလဲလာတဲ့ပုံမှာညီလေးအမြင်လေးပြောပြပါဦးဟုတ်ပါတယ်ကိုဆိုဒီရာသီပေါ်တော့ဒီ2025ဒီပေါင်စင်သေးပွဲစဉ်ကတော့တပွဲပဲရှိတော့မယ်ဒီပေါ်မှာလည်းတို့ UK ရပြည်သက်တွေလည်းတော်တော်လေးဝေဖန်တန်နေညံနေခဲ့ပြီပေါ့ တော့ဒီမှာဘောက်စင်ဒီပွဲစဉ်တွေနဲ့ပတ်သက်လာရင်ကျွန်တော်တို့ဒီမှာလည်းတော်တော်လေးကိုရင်ခုန်ခံစားမှုမြင့်နေပေါ့လေဒီဘာဘာလဲဆိုတော့ဒီဘောက်စင်ဒီနေ့ဆိုတာနဲ့ဒီပွဲတွေအများကြီးကြည့်ရမယ်ဆိုတော့ခံစားမှုဒီဘောက်စင်ဒီနေ့မှာ6ပွဲ9ပွဲ10ပွဲဒီလိုစသဖြင့်ပေါ့ဒီလိုမျိုးလေးကြီးခဲ့ရတယ်အဲ့တော့ဒီမှာဘောက်စင်ဒီပွဲစဉ်ဆိုတာတွေနဲ့ပတ်သက်ရင်ဒီမှာဒီပွဲစဉ်တွေကြောင့်ဘောက်စင်ဒီဆိုပြီးဖြစ်လာတာမဟုတ်ဘူးပေါ့နော်ဒီဘောက်စင်ဒီနေ့မှာကစားတဲ့ပွဲတွေကြောင့်ဒီဘောက်စင်ဒီပွဲစဉ်ဆိုပြီးကျွန်တော်တို့ကခေါ်ခဲ့ကြတာပေါ့အဲ့တော့ဘောက်စင်ဒီအကြောင်းကကျွန်တော်တမိုင်းအကြောင်းကတော့ဟိုးအရှိအယူကျွန်တော်တို့ပြန်သွားရမှာပေါ့ အဓိကကတော့ကျွန်တော်တို့ဒီ Christmas ကာလဆိုတာသူတို့တက်ကတော့ဒါအားလည်းရဲ့ဖြစ်ကိုဖြစ်တဲ့ကာလပဲပေါ့နော်ဒီဒီဇင်ဘာ25ကတော့ဒါမဲ့ဟိုးရင်ခက်မှာကြာတော့ကျွန်တော်တို့ဒီမြေရှင်တွေကကြေးကျွန်တွေကိုဒီရက်ဒီ Christmas နေ့မှာအလုတ်ခိုင်းရင်လေသူတို့ကအပြင်တွေထွက်မယ်ခီးတွေသွားမယ်လဲမယ်ပတ်မယ်သူတို့အိမ်မှာဒီသူတို့ရဲ့ကြေးကျွန်တွေကိုအလုတ်ခိုင်းရင်တဲ့ခါမျိုးကြာတော့သူတို့နားလည်းရဲ့အားလည်းရဲ့မပေးဘူးအားလည်းမပေးဘဲနဲ့သူတို့အိမ်မှာထားခဲ့တယ်သူတို့ကနေပြန်လာပြီးနောက်ရက်ဒီဒီဇင်ဘာ26ရက်နေ့ကြာတော့မှာ သူတို့ကအဲသူတို့ကြေးကျွန်လေးအိမ်ဒီပါလေသူတို့ပြန်မယ်ဆိုရင်လက်ဆောင်လေးထုတ်ပိုးပြီးတော့ပေးလိုက်တယ်ဒီ box လေးတွေပေါ့နော်လက်ဆောင် gift box လေးထုတ်ပိုးပြီးတော့ပေးလိုက်တယ်အဲကနေပြီးတော့ဒီ England chat ចောင်းတော်ကြီးတွေကနေပြီးတော့ဒီຢာကြီးကမဟုတ်သေးဘူးဒါမကောင်းဘူးပေါ့နော်ဒီဒီမှာလဲကြေးကျွန်စနစ်ကိုလဲသူတို့ကဖြတ်ချင်တယ်ဒီအားလဲရနေမှာလဲဒါဟိုလူရန်သားမခွဲမကြားဒီဒီကာလာကအနာကိုအနာရီအားနဲ့နေဆိုတော့ဒီနောက်ပိုင်းမှာတော့ဒီ boxing day ကိုကျွန်တော်တို့ ဒီဘက်နောက်ပိုင်းတော်တော်လေးပေါ့နော်1880ခုနှစ်မှာတော့ဒီဒီဇင်ဘာ26ရက်နေ့ကိုသူတို့ကဘောက်စင်ဒေးဆိုပြီးတော့တတ်မှတ်လိုက်တယ်ဒီဒီဇင်ဘာ25ကိုလည်းနာ26ကိုလည်းနာနှစ်ရက်ပေါ့လေအခုတော့ဒီ UK မှာဆိုရင်ဒါဒီနှစ်ရက်ကသူတို့အတွက်တရားဝင်အားလည်းရအားလည်းရတယ်ဒီကြောင်းနေပိတ်တယ်ရုံးနေပိတ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီမှာကဘောက်စင်ဒေးမှာကဒီနောက်ပိုင်းကျတော့ဒီဘက်အလင်းဘက်ရောက်လာတဲ့ခါမျိုးကျတော့ဘယ်လိုမျိုးလဲရည်ရွယ်ချက်လေးလဲဘယ်လိုမျိုးရည်ရွယ်ချက်လေးလဲဆိုတော့ဟို ဒီသူတို့ရဲ့လူကုန်တန်တွေလူချမ်းသာတွေကသူတို့ထက်နေပါတဲ့ဒီဆင်းရဲတဲ့လူနှန်းစားတွေကိုဒီလက်ဆောင်ပစ္စည်းလေးတွေပေးမယ်ဆိုရဲအကြီးရချက်လေးနဲ့ဒီဟာကိုဘောက်ဆင်ဒေးဆိုပြီးသူတို့သတ်မှတ်လိုက်တယ်ပေါ့နော်ဒီဒီဇင်ဘာ26ရက်နေ့အဲ့တော့ဒီအဲ့ဒါကိုဒီဘောက်ဆင်ဒေးမှာပွဲစဉ်ဆိုတော့ဒီဘောလုံးလေးကိုပြန်ပြီးချိန်လိုက်မယ်ဆိုလေဒီဘောလုံးမှာကဒီဒီဆာဗီယာတောင်ပံကစားသမားတယောက်ရှိတယ်ကဲ့ပေါ့နော်ဒီ1900ပြင်းတဲ့အလွန်နေမှာဒီအလက်ဆန်ဒါတီနန်နဲ့ဆိုရဲကစားသမားတယောက်ရှိတယ်နှီးပြလဲလောက်ခဲ့တယ်သူကဘာပြောခဲ့လဲဆိုတော့ဒီစစ်ကြီးမဖြစ်ခင်အားဆိုရင်ဒီဘောလုံးက ဒီလူစင်းရဲတွေကန်နေတာကိုလူချမ်းသာတွေကလာကြည့်ပြီးတော့ဒီစကြီးပြီးရဲ့နောက်ဒီဘက်ခင်မှာတော့ဒါလူချမ်းသာတွေကန်နေတဲ့ဘောလုံးကိုလူစင်းရဲတွေကပြန်ပြီးကြည့်နေရပြီဆိုပြီးသူပြောတဲ့စကားလေးတခုရှိတယ်။အဲ့တော့အဲ့သဘောတရားကရဆိုရင်ဒီဒီဇင်ဘာ26ရက်နေ့ဘောက်ဆင်ဒေးမှာဒီဘောလုံးပွဲတွေကိုကျင်းပပြီးခြင်းအဖြစ်ဒီအဲ့ရက်မှာအားလည်းရရနေတဲ့ចောင်းသားတွေရုံးဝင်တန်းတွေကဒီဘောလုံးပွဲတွေကိုမိသားစုနဲ့အတူတူ အပြင်ကိုထွက်ပြီးတော့ကွင်းထဲတွေဝင်ပြီးကြည့်လို့ရမယ်အဲ့ရမှာဆိုလဲဒါအပြင်ထွက်မယ်ဆိုရင်ဒီစတိုးဆိုင်တွေမှာ discount တွေဒီဒီ gift voucher တွေနဲ့ပတ်သက်တဲ့ promotion တွေလည်းလုပ်တယ်ပျော်ရွှင်စရာလည်းကောင်းတယ်ပေါ့နော်ဒါဘလုံးဘွဲတွေကဒါမိသားစုတွေဆွေမျိုးတွေတငယ်ချင်းတွေအတူတူကြည့်ခွင့်ရမယ်အဲ့လိုမဟုတ်ဘူးဒါတို့အားလည်းဖြစ်တယ်အိမ်မှာပဲနေမယ်ဆိုလဲဒါ TV ကိုဖွင့်လိုက်တာနဲ့ဘလုံးဘွဲတွေ channel မှာအဆုံးကြည့်လို့ရမယ်ဆိုတာ user ချက်လေးပေါ့ဒါတို့ရှိမှဆိုတာ negative တနာကြီးဆိုရင်ဒါဘွဲတွေစကန်ပုံမှန်ရုံးပိတ်ရုံးဖွင့်ရက်တွေဆိုရင်တော့ဒါတို့ညမှအိမ်ပြန်ရောက်မယ်ဒါအနည်းဆုံးတော့ ညနေပွဲလေးလောက်မှာပဲသူတို့ဒီမှာကြည့်လို့ရမယ်ဒါအိမ်မှာလည်းရှိနေတဲ့ခါမျိုးမှာသူတို့ TV ကနေဖွင့်လိုက်ပြီဆိုတာနေကင်ဘတ်ဒီမှာပေါ့သူတို့ဘလုံးဝဲကြည့်လို့ရပြီဆိုတော့ယူစားချက်လေးပေါ့နော်အဲ့မှာတော့တခုဖြည့်ဆွက်ပြီးကျွန်တော်ပြောချင်တာကသူတို့ရှိမှာတော့ဒါနေကင်း3နာရီဒီမှာတော့ည8ခွဲပွဲပေါ့နော်နေကင်း3နာရီကန်တဲ့ပွဲတွေတော့သူတို့ရှိမှာ live မပြဘူးအဲ့ဒါအလွန်တော့သူတို့ channel ပွဲတွေအကုန်လုံးဒီအိမ်မှာလည်းကြည့်လို့ရပြီဆိုတော့ယူစားချက်လေးပေါ့အဲ့တော့ဒီဘလုံးပွဲတွေကိုဘောက်စင်ဒီနေ့မှာကန်ချင်းအဖြစ်ဒီအားလည်းရမှာ နားကြီးရမယ်မိသားစုတွေအတူတူရှိဆုံနေကြမယ်အချိန်ဒီမှာဒီဘောလုံးပွဲတွေလာကြည့်လို့ရမယ် TV ကနေလည်းကြည့်လို့ရမယ်ဆိုပြက်လက်ဆောင်လေးကိုဒီဘောလုံးပွဲတွေကိုပေါက်စလေးလောက်ပြီးတော့ပေးဖို့တဲ့ယူဆလေးနဲ့ဒီပေါက်စင်ဒီပွဲကိုကျင်းပတာပေါ့နော်ဒီပေါက်စင်ဒီမှာပွဲတွေများများလေးကျင်းပတာပေါ့အဲ့တော့ဒီ2025မှာတော့ဒီပေါက်စင်ဒီကတပွဲပဲရှိတော့တယ်အဲ့ပွဲကဒီ United နဲ့ Newcastle နဲ့ပွဲတပွဲပဲရှိတော့တယ်ပေါ့နော်အခုတော့အဲ့လိုမျိုးဒီရိုးရာကပြတ်သွားပြီလို့လည်းပြောရမှာပေါ့ဒီ2025မှာတော့ဟုတ်ကဲ့ပါအဲ့တော့ပုံမှန်ဆိုရင်တော့ဒါအကိုတို့ရင်းနှီးထားတာကပေါက်စင်ဒီဆိုရင် ဘောလုံးပွဲတွေတဝါကြီးကြည့်ရမယ်အဲ့ရမှာဒါဘောလုံးခမဲစကားတွေရပြမယ်ဆိုပေါ့စတီပွဲတွေကြာရင်ပရီးမီးယားလိအသင်းတွေရဲ့ကစားဟန်တွေပို့ပြီးတော့မြိုင်ဆိုင်နေဆိုတော့အယူအဆလေးလည်းရှိကြတော့ဒါဟုတ်လားမဟုတ်လားတော့တိတိကျကျတော့လဲစစ်တမ်းနေတော့မရှိဘူးကွာဒါပေမဲ့အဲ့လိုပေါ့စတီနေဆိုရင်ပွဲတွေပို့မြိုင်နေဆိုပြီးခန်းစားချက်ကိုလည်းရတယ်ပြီးတော့တခြားလိတွေနားထားချိန်မှာသူတို့ကစားရတဲ့ကြောင့်သူတို့ပုံမှာအာယုံဆူဆိုင်မှုကလည်း ကဘာလုံးတိုင်းတာနဲ့ပို့ရဆိုတော့ဒီပေါ်မှာရောဒီပြောင်းနေသွားတဲ့အခြေအနေနဲ့ပတ်သက်ပြီးညီလေးအမြင်လေးပြောပြပါဦးဟုတ်ပါတယ်ခုနကကိုစိုးကြီးပြောခဲ့သလိုပဲဒါတကယ်တော့တခြားလေးတွေဆိုနားနေပြီပေါ့လေဒါဘွန်ဒလီကာဆိုလဲဒါရန်၂၀လောက်နားပြီဒီဇင်ဘာ၂၀ရက်နေ့ကနေပြီးတော့ဒါဒီနှစ်ဆိုရင်ဒါတလပိုင်း၁၀ရက်နေ့လောက်ဒီရန်၂၀လောက်ကိုနားပြီဒီလာလီကာဆိုလဲဝင်တာဘရိတ်ဖြစ်ပြီပေါ့နော်ပွဲတွေမကစားတော့ဘူးဒီနှစ်တကူကာလဒီ sorry ဒီ Christmas ကာလမှာပွဲတွေမကစားအောင်နားရရအဲအကြောင်းဒီ UK ကိုလာကစားတဲ့ပြည်ပကစားသမားတွေဆိုတချို့ဝေဖန်တန်လေးရှိရတယ်သူတို့ Christmas ဒီ Christmas ကာလမှာအားလည်းရမရဘူးပွဲတွေကစားရတယ်ဆိုပြီးတော့ဒါမဲ့တကယ်ကတော့ဒါ မုံမြတ်တဲ့ခုနကျွန်တော်ပြောခဲ့လို့ပဲမုံမြတ်တဲ့ဒီကိစ္စရလေတခုပေါ့နော်ဒီ bouncing လောက်တယ်ဆိုတာဒီ predicate တွေကို unbounce predicate ဘက်ကလည်းဒီ unbouncing လောက်ပြီးဒီပွဲတွေကိုကြီးကွင်းရအောင်ဆိုတဲ့အနေထားလေးပေါ့အဲ့တော့ဒီဒီနှစ်မှာတော့ဒါကပွဲကတပွဲပဲရှိတယ်အဲ့ပွဲကလည်းတကယ်တော့အဖြစ်ကြီးတကယ်တမ်းပြောရရင်တော့ bouncing day ပွဲဆိုတော့ဘာလို့လဲသူတို့စီမှာဒါည၈ပွဲကံမှာဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံအချိန်ဆိုရင်ဒါ2နာရီပွဲပေါ့နော် United နဲ့ Newcastle အဲ့တော့ဒီမှာ United predicate တွေဆိုလဲဟို ညနေပွဲကြီးတွေကိုပဲတွားကြည့်လို့ရမယ်ဆိုတော့ပုံစံမျိုးဖြစ်တယ်လို့ Newcastle ပရိသတ်တွေဆိုပို့ပြီးတော့သွားထွက်နေကြတယ်သူတို့ဒါ Newcastle ကနေ United ကိုရောက်ဖို့ဆိုရင်မိုင်ပေါင်း100မိုင်150လောက်ကျော်တယ်ရထားနဲ့သွားမယ်ဆိုတာပြင်းပြအချင်းဒါ3နာရီ3နာရီခွဲလောက်ကြာတဲ့အတွက်ဒီခီးချေယူတော့သူတို့ဒီဘောက်စင်းလေးနေမှာတော့သွားမနေတော့ဘူးဆိုပြီးတော့ဟိုဒေါသတန်လေးကြီးလည်းကြားတယ် Newcastle ပရိသတ်တွေအတွက်ကလည်းအဲ့တော့ဒီဘောက်စင်တီးနေမှာဘာလို့ဒီလိုတပွဲတည်းဖြစ်လာလဲဆိုတာတော့တကယ်တော့ဟိုအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ပြီးရင်ဘောလုံးအဖွဲ့ချုပ်ကလည်းဒါကိုတမင်တက်ရေးဆွဲရတော့မဟုတ်ဘူးသူတို့ရဲ့ခန်းနာတဲ့ရိုးရဆိုတာတော့သူတို့နားလေတယ် အဓိကကအဲ့မျိုးဒီ UFA ရဲ့ဒီ feature expansion တွေကြောင့်လေတို့ဒီဘက်မှာတော့ဝင်စရာရေးဆွဲရကြက်တယ်ပေါ့ဒါမဲ့တစ်ဖက်မှာတကယ်ပြန်ကြည့်တော့တကယ်တော့တို့ရုပ်တံကုမ္ပဏီတွေရဲ့ဩဇာကိုမလွှမ်းမိုးနိုင်ဘူးလေခုနကကျွန်တော်ပြောခဲ့လို့ပဲတကယ်တော့ပွဲစဉ်38ပွဲရှိတယ်33ပွဲနဲ့ကျင်းပရတယ်ဆိုတာကဒီ midweek ငါငါငါဘက်ပါလာမယ်ဒီဥမာ33နဲ့9နဲ့ပေါင်းပေါ့နော်အဲ့တော့ midweek ငါဘက်ပါလာမယ်ဆိုနေသားမှာဒီ boxing day နေ့ကတောက်ကြိုင်တွေကြာတယ်ဒီဒီရတွေကတောက်ကြိုင်ကြာနေတဲ့အချိန်မှာဒီရကိုသွားပြီးပွဲစဉ်တွေအကုန်လုံးထိလိုက်ရင်တို့တို့က midweek မှာတပတ်ရော့ရအောင် တို့တို့အဲ့ဒါဘလို့မှအဆင်မပြေဘူးတကယ်တကယ်ကြာအဲ့လိုနေထားမျိုးမှာတို့ကဒီတောက်ကြနေကိုအဖြစ်လောက်လေးသဘောတရားလေးအဖြစ်လောက်အဖြစ်တောင်မှဒါတကယ်ကတော့တော်တော်လေးညှင်းနေတဲ့ပွဲပေါ့နော်ခုနကပြောသလိုပဲအဖြစ်လောက်လေးတပွဲလောက်ထည့်ပြီးတော့ဒီဘက်ကဒီစနေငွေမှာစနေမှာဒီခုနှစ်ပွဲကစားမယ်တငွေမှာနှစ်ပွဲကစားမယ်ဆိုတော့ရတ္တသူဘက်ကြီးသွားပြီးတော့ဖြစ်သွားတာပေါ့အဲ့တော့ဒီဘောင်စင်ဒေးကကျွန်တော်တို့ကိုစိုးကြီးတို့ကြုံနေကြဘောင်စင်ဒေးမဟုတ်ဘူးဒါပုံမှန်ရတ္တသူဘက်ကြီးတို့သွားပြီးတော့ဖြစ်သွားတာပေါ့လေအဲ့တစ်ဖက်မှာလည်းဒီ UEFA ပွဲစနေတိုးလို့ခုနကပြောလို့ပဲဒီ FA Plus မှာဆိုပြီး format ကြီးပြောင်းသွားတယ်ဒီအိမ်ဝင်အဝေးကွင်း ဒီနှစ်ကြော့ကစားရတဲ့ play တွေမရှိတော့ဥမာအရင်ရာသီတွေရင်းနှစ်တရားဆိုရင်ကျွန်တော် FA Blaz ကဒီအင်ကွင်းမှာအသင်း A အင်ကွင်းအသင်းရာလက်ခံရတယ်အသင်း B ကအဝေးကွင်းလာကစားရတယ်သူတို့တည်ရကြတယ်ဆိုရင်ဒါအသင်း B ကနောက်နောက်ပွဲတစ်ပွဲအနေနဲ့အင်ကွင်းမှာပြန်ပြီးလက်ခံအဲ့လိုနေသားမျိုးမှာဒါ Liverpool နဲ့ Crystal Palace ကစားရတယ်ပေါ့တည်ကြသွားတယ် Liverpool ကအင်ကွင်း Crystal Palace ပွဲမှာနောက်တစ်ကြော့ပြန်ပြီးတော့ကစားရတယ် replay ပြန်ကစားရတယ်အဲ့စနစ်ကြီးကမရှိတော့ဘူးမရှိတဲ့အချိန်မှာ Liverpool လို့အသင်းမျိုး Crystal Palace လို့အသင်းမျိုးအတွက်ဒါကအများကြီးနဲ့နာမှုမရှိဘူးဆိုပေမဲ့ ဒီအစ်စင်နေမှာကစားနေဒီ Coventry နဲ့ဥမာပေါ့နော်ဒီ West Brom နဲ့ကစားမယ်တည်ကြလို့နောက်တော့ဝယ်ပြန်မကန်အောင်ဆိုသူတို့အတွက်ဒီဝင်းဝင်ကြီးတွေရုပ်တံဝင်ငွေထိခိုက်မှုတွေအများကြီးရှိတယ်ပေါ့အဲ့တော့ဒီဟာကတကယ်တော့အထက်ကအသင်းတွေမှာခုနကကိုစိုးကြီးမိကုန်ပြန်ကအထက်ကအသင်းတွေတွေပွဲစဉ်တွေကတော့တိုးလာတယ်ဒါကပြောမယ်ဆိုရင်နည်းနည်းတင်စားပြီးပြောရမယ်ဆို ဒီ football football urbanization ပေါ့နော်ဒီဘောလုံးမျိုးပြရေပို့ပြီးတော့တိုးချဲ့လာတဲ့ပုံစံမျိုးမှာဒီဘက်ကလူထန်းစားတွေကိုအောက်ခြေလူထန်းစားတွေကိုတွားပြီးတော့ထိတဲ့ပုံစံမျိုးပါပဲတကယ်တော့သူတို့မှာနေမြေတစ်ခုရှိပြီးသားဒီအုပ်စုပွဲတွေ6ပွဲကစားရမယ်အဲ့အရာတွေသူတို့တိုးချဲ့ပြီးတော့10ပွဲဒီ playoff တဆင့်ထက်လာတဲ့9ပွဲကစားတဲ့အချိန်မျိုးမှာအောက်ကတင်းတွေအတွက်ပွဲတွေတွားပြီးတော့ယော့သွားတယ်ဆိုတော့တွားပြီးတော့တွေ့ရတယ်ဟိုအောက်ကတင်းဆိုတာဒီဒီ Premier League အောက်ခြေအသင်းတွေရောဒီ Championship ကအသင်းတွေအတွက်ပေါ့ပေါ့နော်ဟိုဒီမှာကဒီ မျိုးပြားတွေအပြိုင်ဆိုင်တိဆောက်ခြင်းဆိုတာကအဲ့လိုအောက်ခြေလူနာဆောက်တော့ဘွားထီရဲ့သဘောတရားလေးတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီနယူးယောက်မြို့ကြီးကိုတိဆောက်လိုက်တယ်နယူးယောက်မြို့ကြီးဖြစ်လာတယ်ဆိုတဲ့အနေနဲ့မှာအရန်စီကားရဲ့စေအဲ့မှာပဲသူတို့ရဲ့လမ်းပေါ်တွေကိုကြီးလိုက်ရင်အင်ဂျီယာမဲတွေတောင်ရန်ဆောက်ဆောင်နေတဲ့လူတွေဒီလိန်လုံသားတွေသူတို့ရဲ့ဘေးကနေပြီးတော့ကားနောက်ဆုံးဘောကားအကောင်စားကြီးစီးပြီးတော့ဒီလင်ကွန်ဟော်တဲ့ကဒီအမိုက်စားခန်းထားတဲ့ဂီတဖြိုးဝဲယူသွားနေတဲ့တတိတကြွယ်တွေကိုလည်းကျွန်တော်မြင်တွေ့ရတယ်ဒီမျိုးပြားတွေပြန်ဆိုင်တိဆောက်ခြင်းမှာကောင်းတာလည်းရှိတယ်လို့ဆိုတာလည်းရှိတယ် ဥမာဒီမှာဆိုလဲဒီဟာဟိုဥမာဘာစီတီညတီဆောက်မယ်ညစီတီဆောက်မယ်ဒီမှာငိုနေခဲ့တဲ့လူတွေကဒီစီတီမှာတီဆောက်ခဲ့တဲ့အင်အားတွေကိုတို့ဝယ်နိုင်ခဲ့တာမဟုတ်ဘူးပေါ့လေတခြားပိုဝေးတဲ့နေရာတွေကိုလွင့်ဆင်သွားတာဒီလိုသဘောတရားမျိုးကျွန်တော်တို့ပြန်ပြီးခိုင်းနိုင်လို့ရပါတယ်ဘာလို့လဲဆိုတော့ဒီဘက်မှာဆိုလဲခုနကျွန်တော်ပြောလို့ Coventry တို့ Westbrook တို့ကြာတို့တို့ကပုံမှန်တေကြရင်နောက်ဝဲထက်ကံမယ်ဆိုရယ်ပွဲတစ်ပွဲကတို့တို့ရော့သွားတယ်ပေါ့နော်ဒါနစ်နာသွားတာပေါ့ဘာမဆိုင်ညာမဆိုင်ကိုသူများတင်းနေသူများဒီ league ဒီ UCN တို့ Europa League တို့ကစားနေတဲ့လီဂအသင်းတွေအသင်းပွဲပိုကန်တာတယ်ပဲသူတို့ရဲ့ format ကိုပြောင်းလဲခံလိုက်ရပြီးတော့သူတို့ပွဲကစားမှုတွေပွဲကစားခွင့်အခွင့်အရေးတွေ ਨੇ ပါသွားတယ်ဆိုတာယူပါပြီးတော့ဖြစ်တာပေါ့ဟုတ်ကဲ့ပါအဲ့တော့ဒါဒီအပြောင်းလဲမှာလည်းအသင်းကြီးဒီနည်းနည်းလေးပို့ပြီးတော့ favor ရတဲ့သဘောကိုနည်းနည်းတက်ရောက်နေပါတော့ညီလေးပြောတဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးလာအဲ့တော့ဒီ topic နဲ့ပတ်သက်ပြီးတော့ဘာများဖြတ်ပြီးတော့ညီလေးနေနဲ့ဖြည့်ဆွတ်ပြောခြင်းနေလဲဟို ကျွန်တော်တို့ကဒီဘောင်စင်ဒီဥစ္စာကြီးမရှိတာဟောဒီနည်းနည်းတစ်မျိုးကြီးစိတ်ချက်တစ်မျိုးဖြစ်တယ်ဗောလေတို့ဒီကြီးတင်ရဆိုရင်ပို့ပြီးဆိုးတာဗောဒါတို့အတွက်လည်းဒီနောက်ပိုင်းမှာတကယ်လဲခဏပြီးမုံမြက်တဲ့ရိုးရာလေးတစ်ခုဗောဘောင်စင်ဒီပွဲစဉ်တွေကစားပြီးတယ်ဆိုတော့ဒါကြီးမရှိတော့တဲ့အချိန်မှာဒီအင်္ဂလန်မှာအာဝေဘန်တန်နေညံတာတော့ဟိုမမားဘူးဗောလေဟိုအခုပြောမယ်ဆိုလဲဒါကျွန်တော်တို့အတွက်ကဒီရိုးရာတွေဖြတ်မှာမဟုတ်ပါဘူးဒီဘောလုံးစင်းမြင်းတချို့တချို့တလီပြောင်းလဲတာအောင်မှာကျွန်တော်တို့အတွက်တိတ် ိုခန်းဆောင်မှုတိတ်မကြိုက်ဘူးကိုဆိုရပွင့်လေပြန်စီကျွန်တော်တို့ဆိုအရင်တော့ချန်ပီယံလိပွဲတွေကစားရတယ်ဆိုတာဒါအဝေးကူးစီးမြင်းနေရှိတယ်ဒါလေးကသူတို့ရည်ရွယ်ချက်ကတော့ဒီဂိုးတွေအင်အရှင်သင်းရခန်းစစ်တွေပို့ပြီးကစားမှာဆိုလို့ဂိုးတွေပို့ရလာအောင်ဒီဝေးကူးစီးမြင်းကိုဟိုဟိုပယ်ဖြတ်လိုက်တာလားကျွန်တော်တော့တိတ်နားမလဲပြင်မဲ့ဒီအဝေးကူးစီးမြင်းလေးကတကယ်ကိုခန်းဆောင်မှုကောင်းတယ်ပေါ့နော်ဘလုံးဝဲကြည့်ရဒါလေးကတကယ်ဟိုဒေါင်းဖဲလေးကင်ထားလို့ပဲဝေးကွင်းကလာကန်ပြီးဂိုးတကိုးရထားတယ်ဆိုတာလေဒီစီးမြင်းလေးတွေပြောင်းလဲတာအောင်ကျွန်တော်တို့ခန်းဆောင်မှုမကောင်းဘူးပေါ့နော်အခုဒီဘောက်စင်ဒေးဆိုရင်ဒါကျွန်တော် အရင်ရာသီဆိုလည်းအရှိမပြောခဲ့လို့ပဲတော်တော်လေးရင်ခုန်ရတဲ့နေတနေ့ပွဲစဉ်တွေအများကြီးကြည့်ရမယ်ဆိုရင်ဒီတနေ့သူတို့ UK ကလူတွေအတွက်ဆိုလည်းဒါဒီလိုနေနေမရှိတော့တာကဟိုပြောမယ်ဆိုရင်တော့ဒီရိုးရော်ကိုဒီငွေကြေးတိုက်စားသွားတဲ့ပုံစံလို့ပဲတင်စားပြီးပြောရမယ်ဆိုရင်ဟုတ်ကဲ့ပါအဲ့တော့ဒီ topic နဲ့ပတ်သက်ပြီးတော်တော်လေးကိုပြည့်ပြည့်စုံစုံပြောသွားပေးတယ်ဒါညီလေးကောင်းစစ်ကိုကျေးဇူးအများကြီးတင်ပါတယ်ဒီ topic နဲ့ပတ်သက်ပြီးတော့လည်းပြည့်သက်တွေသဘောကျမယ်လို့လည်းမျှော်လင့်ပါတယ် အခုကျွန်တော်တို့ညီကိုလေးတင်ဆက်ပေးခဲ့တာကတော့လာမယ့် Boxing Day ပွဲစဉ်တွေနဲ့ပတ်သက်တဲ့အမြင်လေးတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခုလိုအချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ပိတ်သက်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်